ငလီလုံပြီးတလားပြည့်သည့်တိုင်လူ9ဦးတွင်2ဦးဟာစိတ်တံရခံစားနေရဆဲလို့ U report မြန်မာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အဆိုပါတရှိမှုမှာငလီတံခံစားခဲ့ရတဲ့ဒေသမှလူငယ်ချို့ပါဝင်ဆွေးနွေးခဲ့တဲ့ပူလ်ရလက်တစ်ခုဖြစ်ကြောင်းငလီလုံအပီးတလားကျော်ထိစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများမှာငလီတံခံခဲ့ရသူများအတွက်အရေးကြီးစိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်ကြောင်း U report မြန်မာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အခုဒီကိုငလီကြောင့်စိတ်တံရဖြစ်နေတော့မယ်။ ညာဘက်ဆိုလဲကောင်းကောင်းမအိပ်ရဲဘူးအတန်ကြားတာနဲ့ပြေးဖို့ပဲလမ်းကြောင်းရှာရတယ်ငလင်ကြီးကြီးတေးတေးအဲ့လိုဖြစ်နေတယ်လို့မန္တလေးမြို့ခံတအူးကပြောကြားပါတယ်ဒါအပြင်ယူရိုပို့မြန်မာရဲ့မိโกများကိုဖြည့်ဆမှုများအရငလင်တန်းတဲ့ဒေသများမှာ၃ဦးတွင်2ဦးနှုန်းမှာစိတ်ပိုင်းဆိုင်ရာကူညီများကိုအဓိကလိုအပ်နေတယ်လို့သိရပါတယ်။အလားတူစကိုင်းမြို့တွင်ကာယူခဲ့တဲ့စစ်တမ်းအရလည်း5ဦးတွင်2ဦးမှာနေရာမရှိတာကြောင့်အပြင်တွင်နေရတယ်လို့ယူရိုပို့မြန်မာရဲ့စစ်တမ်းထုတ်ပြန်ချက်အရသိရပါတယ်။နေအိမ်မဲခဲ့ရတဲ့အကြောင်းရင်းကြောင့် တစုံတဦးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဘွားကိုအလွန်ပြင်းထန်စွာထိခိုက်မှုများနဲ့အနာဂတ်ကိုမျက်နှာမူရင်ဆိုင်နေရကြောင်းငလင်းရဲ့စိုးကျိုးတရားမှုတွေပြင်းထန်တဲ့ကြုံတွေ့မှုများကိုယူရိုပို့မြန်မာရဲ့အသံများကပြသပေးနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။